အားလုံးပဲမင်္ဂလာပါရှင်။ဘိုင်းရင်အထာနေမဲ့ channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ရှင်။ဒီနေ့မှာတော့ဘဟုတုတ္တရာစီနဲ့ဆောင်းဆောင်လေးတွေကိုတင်ဆက်ပေးလိုက်ပါတယ်ရှင်။ဒီ channel လေးကိုလည်းလည်း subscribe လေးလုပ်ပြီးအားပေးကြပါအောင်ရှင်။ဘေးနားက note ဘဲလေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်။အခုနောက်ပိုင်းခန်းစားချက်တွေတော်တော်များများကို ဖွင့်ရခြင်းမရှိဘဲထိ ंछ ုပ်တက်လာတယ်။တခါတလေကြရင်လူတွေအကြောင်းသိတာတွေများလာလေ။ မသေးတယ်လို့နေပေးဖို့လိုအပ်လာလေပဲကိုစိတ်ကိုအနှောက်ယှက်ဖြစ်နေရင်အဲ့ဒီအရာကို အတွေးအာယုံတွေကနေရှင်းထုတ်ပြတ်တက်လာတယ်ပျော်ရွှင်စရာတွေဟာပူရှားပါလာတော့အရေးမကြီးတဲ့တချို့ကိစ္စတွေနဲ့နာကျင်နေဖို့အချိန်တွေမပေးကျင်တော့ဘူးစိတ်တွေလေးလံနေဖို့မထိုက်တန်တော့ဘူးဒါကြောင့်မို့လီ ကိုဘက်ကဘလောက်ပဲမှန်နေပါစေ မလိုအပ်ရင်ပြန်မငင်းကျင်တော့ဘူးကိုကိုမခေါ်ကျင်တာသေးကြရင် တန်ရောစင်တွေပုံမနေတော့ဘူးသူ့မားလဲသူ့တန်ဖိုးနဲ့သူရှိတယ်လို့ကိုမားလဲကိုတန်ဖိုးနဲ့ကိုပဲလေ ပေးတဲ့လက်ပဲဖြစ်ချင်တဲ့လူမျိုးပါ တခုခုဆိုငါဘာလုတ်ပေးနိုင်လဲဆိုတာပဲတွေးပြီးလုတ်ပေးနိုင်တာဆိုလုတ်ပေးလိုက်တယ်လူတအူးကို ချစ်တာပဲဖြစ်ဖြစ်ခင်မင်တာပဲဖြစ်ဖြစ်သူတို့စီကနေငါဘာရမလဲဆိုတဲ့စိတ်မျိုးမရှိဘူးငါဘက်ကဘာပေးနိုင်မလဲဆိုတာပဲစဉ်းစားပါတယ် မိသားစုမှာဖြစ်ဖြစ် ပေါင်းတင်ဆက်ဆံရေးမှာဖြစ်ဖြစ် သူတို့လူအပ်လာခြင်းငါဘာကူညီပေးနိုင်မလဲပဲအမြဲတွေးထားတယ်။ကူညီပြီးရင်တဖက်လူစီကဘာပြန်ရမလဲလို့မမျှော်လင့်တတ်ဘူး။ငါအကောင်းဆုံးကူညီပေးလိုက်နိုင်တယ်။တဖက်မှာလည်းအစဉ်ပြေသွားတယ်ဆိုရင်ရပါပြီ။ကိုယ်စေတနာကိုအတိအမှတ်ပြုခြင်းမပြုခြင်းတွေကိုမတွေးဘူး။အဓိကက ကိုယ်ဒီစေတနာတန်တန်နဲ့ ပြုစင်သောမေတ္တာများဖြင့်သာကူညီပေးကမ်းနိုင်ဖို့ကိုပဲအမြဲရှိရှုထားတယ်။ပေးကမ်းနိုင်သောလက်တစုံဖြစ်နဲ့အမြဲကြိုးစားရှင်သန်နေပါမယ်။တိတ်တီးတာပေါ့။ဘသူတွေကိုပေါ်ဘလို့ဆက်ဆံတယ်လဲ။ဘလို့သဘောထားလဲ။ကိုပေါ်ဘသူကကောင်းလဲ။ဘသူကဆိုးလဲဆိုတာအပြောအဆိုတွေအပြုအမူတွေပြီးတော့စကလုံးတွေကအစအကုန်သိတယ်။ဒီထက်ပိုတိထားတာက ဘဝဆိုတာခဏလေးအချိန်တိုတိုလေးဆိုတာပဲလူသားတန်းပေါင်းများစွာရှိတဲ့အထဲကကိုနဲ့တွေ့ခွင့်ဇုံခွင့်ရနေတဲ့သူတွေဟာတာမန်တိုက်ဆိုင်မှုတက်တဲ့နေ့တော့မစုံတက်ကြဘူးဆိုတာကိုအပြစ်အဝါယုံတယ်ရေစက်ကြောင်လားဝေကျွေးကြောင်လားဘာကြောင်ပဲစုံစုံကံကုန်လို့ပြန်မစုံနိုင်ကြရတော့တဲ့ဒီနေ့ကိုယ့်ရဲ့ယူတာမှုဖြူစင်မှုစစ်မှန်မှုတွေကို လက်ဆောင်ဖြင့်ကြံနေခဲ့စေခြင်းတည်းလေဒါကြောင့်ကိုပေါ်ဆိုးတဲ့သူပဲဖြစ်ဖြစ် ကောင်းတဲ့သူပဲဖြစ်ဖြစ်ကိုနဲ့တွေ့ဆုံခွင့်ရခဲ့တဲ့အချိန်လေးမှာအားလုံးကိုစေရင်နဲ့ပေါင်းတယ်အစ်စ်အမှန်တွေကိုပဲပေးတယ်ဝေကျွေးဆိုရင်ဒီဘွားဒီမြကြေးပါစီဆိုတဲ့စိတ်နဲ့ကိုဘက်ကမြေကောင်းအောင်ကြိုးစားရင်ကို့အပေါ်ဆိုးခဲ့တဲ့အရာအားလုံးအတွက်မတိကျင်အောင်စောင့်ပြီး နေတဲ့သွားခဲ့ယုံပါတကယ်တော့ကို့အပေါ်ဘသူဆိုလဲကောင်းလဲအကုန်သိတယ်ဆာဆောင်လေးကတော့ဒီလောက်ပါပဲရှင် နားဆင်သူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင် နောက်လဲဘဟုတုတရားစီမဲ့ဆာဆောင်လေးတွေကိုတင်ဆက်ပေးသွားအောင်မှာမို့ဒီ channel လေးကိုလည်းလှမ်းရန် subscribe လေးလုပ်ပြီးအားပေးကြပါအောင်ရှင်ဘေးနားက notification လေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်